အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့နိုဝင်ဘာလ၁ရက်နေ့နယူးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကိုထုံးတမ်းတိုင်း like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရက်ခံလိုပါတယ်ခင်ဗျာဒီကနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီရွှေပောက်ကန်ရဲစခန်းကကင်းပတ်ဖို့ထွက်လာတဲ့ရဲတွေကိုတွန်လိုင်းနှစ်ဖွဲ့ကတိုက်ခိုက်ပါတယ်နောက်ဗမောင်းမြို့ကိုထိုးသစ်ဆင်လာတဲ့စစ်ကောင်စီပူပေါင်းတပ်တွေအထိနာပြီးတော့လမ်းကျပြသွားပါတယ် နောက် DNL နဲ့ပြည့်ရပြည့်နောက်မှာမန္တလေးအထက်ပိုင်းကိုစစ်တပ်ကပြင်းထန်တိုက်ခိုက်လာတယ်လို့ဆိုပါတယ်။မြောက်ဦးတီတောင်ဘက်မှာစစ်ကြောင်းထိုးဖို့ကြိုးပမ်းနေတဲ့စစ်တပ်နောက်ပြန်လန်ကျနေတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ပြီးတော့အရော်ဒီတိုင်းလေးမျက်နှာမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီမြန်မာစစ်တပ်ကပြလုမဲ့ရုပ်ောက်ပွဲကိုအာဆီယံအနေနဲ့လေးလာဆောင်ကြည့်သူဆေလို့မှာမဟုတ်ဘူးလို့အာဆီယံဥက္ကဋ္ဌအစ်ဖိလစ်ပိုင်သမ္မတကအတည်ပြုလိုက်ပါတယ်ခင်ဗျာ။ဒီသတင်းတွေကိုစူးစိပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ရေဦးသုံးသတင်းတပုတ်အနေနဲ့တော့ဒီရန်ကုန်မြို့ကဒီရွှေပေါကရဲစခန်းကကင်းပတ်ထွက်လာတဲ့ရဲတွေကိုတော်လိုက်နှစ်ဖက်ကတိုက်ခိုက်တဲ့သတင်းကိုစတင်ပြီးတော့တင်ဆက်လိုပါရစေ။ရန်ကုန်မြို့မြောက်ဥက္ကလပမြို့နယ်ရွှေပေါကနယ်မြေရဲစခန်းကနေပြီးတော့ကင်းပတ်ဖို့ထွက်လာတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလက်ပစ်ဗုံးတွေမိုင်းတွေနဲ့တိုက်ခိုက်တာမှာထိခိုက်မှုတွေရှိတယ်လို့ရန်ကုန်အာမေအဖွဲ့တာဝန်ရှိသူကပြောပြပါရစေခင်ဗျာ။ ဒီကင်ပတ်ဖို့ထွက်လာမဲ့အချိန်ဆောင်ပြီးဆော်ထက်လိုက်တာနဲသုနှစ်ကောင်တော့တိုက်ရိုက်ထိတယ်လို့ထက်ပါတာဝန်ရှိသူကပြောပါတယ်အဲ့ဒီစစ်စင်ရေးကိုဒီအော်တိုဘာလ31ရက်နေ့ည10နာရီကျော်ရန်ကုန်အာမေနဲ့နောက်ပိုင်းခံပကဖားတို့ပူးပေါင်းပြီးလှုပ်ဆောင်တာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာရှေပောက်ကမြို့နယ်နယ်မြေရဲစခန်းကရဲတွေကည10နာရီဝန်းကျင်ဆိုရင်ဆိုင်ကယ်တွေနဲ့ကင်ပတ်ထွက်တာကြောင့်ဆိုင်ကယ်တွေထွက်ထွက်ချင်းမှာပဲမိုင်းတလုံးလက်ပစ်ပုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် ဒီရွှေပောက်ကရဲစခန်းနားမှာပောက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးတော့ရဲတွေထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဒေသခံတရင်ပေပိုးချက်တွေရ line information ရဲ့ Telegram channel မှာည7:48နာရီမိနစ်မှာဖော်ပြထားပါတယ်။ရဲတွေဆိုင်ကတည်းကနှစ်ယောက်စီးတာကြောင့်အနည်းဆုံးနှစ်ယောက်ထိခိုက်နိုင်ပြီးတော့ ထိခိုက်တဲ့အရေအတွက်ပိုများနိုင်တယ်လို့လည်းဆိုပါတယ်။ရန်ကုန်အာမေအဖွဲ့ကအောက်တိုဘာ30ရက်ကလည်းရွှေပြည်သာမြို့နယ်ခွန်ရက်ွက်ရုံးကိုတိုက်ခိုက်ခဲ့ပါတယ် ဒါပြင်ဒီလာထဲမှာပဲလှဲကူးမျိုးနယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မင်္ဂလာတုံမျိုးနယ်ကြံ့ဖို့ရုံးတွေကိုလည်းတိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်ခင်ဗျာနောက်ဗမောမျိုးစီကိုထိုးသိမ်းဆင်လာတဲ့စစ်ကောင်စီပူပေါင်းတပ်အထိနာပြီးတော့လန်ကျနေတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်စကိုင်းတိုင်းဗမောမျိုးစီကိုထိုးသိမ်းဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ရှမ်းနေတပ်ပူပေါင်းစစ်ကြောင်းကအထိနာပြီးတော့ပြန်လန်ကျသွားတယ်လို့ဒေသခံစီးရင်သတင်းရင်းမြစ်တွေကပြောကြပါဗျာ အော်တိုဘာလ31ရက်မနေ့ကလေးကဗမောက်မြို့နီနာကနာယကရွာနဲ့လွှတ်တင်ကုန်းလမ်းအနီးတစ်ဝိုက်ကိုစစ်ကောင်စီပူပေါင်းတပ်ကဆစ်ချောင်းထိုးလာတာလို့ဆိုပါရယ်ခင်ဗျာအခြေအနေကကောင်းပါတယ်ကျန်တာတော့ပြောလို့မရသေးဘူးစက္ကဆနဲ့ဒီ SNA ကထိုးလာတော့ထိုးတယ်ဒါပေမဲ့လန်ကျနေတယ်ဒီနေ့လည်းပြန်လန်ကျတယ်လို့ဗမောက်မြို့မှာရှိနေတဲ့ရှေ့နှန်းရဲဘော်တအူးကပြောပြပါရယ် ဗမောက်မြို့နယ်မြို့အနောက်ဘက်မှာရှိတဲ့နာယကရွာမှာတမိုင်ဝင်းကျင်သာဝေးပြီးတော့စစ်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့အင်အားအများပြားတုံးပြီးတော့ဇက်တိုက်ထိုးလာတယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်တွေကအသိပေးပါရခင်ဗျာဒီလေကြောင်းကနေဘုံကျဲတာတော့နေတိုင်းနေပါပဲဒီမနေ့လဲဘုံကျဲတာမြို့ထဲမှာအိမ်တချို့မီးလောင်သွားတယ်လို့၎င်းကပြောဆိုပါရယ်ဒီဗမောက်မြို့ပြန်ရာရေးစစ်ကောင်စီကတံပြန်စစ်ကြောင်းထိုးရမှာလမ်းတစ်လျှောက်ကကြေးရွာတွေကိုမီးရှို့တာအပြင်ပြည်သူတွေရဲ့ပစ္စည်းတွေယူဆောင်တာနဲ့ ဒေသခံပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်တော်တာတွေလည်းရှိတယ်လို့လည်းဗမာမျိုးကတချို့ကဆိုကြပါတယ်။မြို့နောက်ဖက်ချမ်းကနေထိုးသစ်စင်လာတဲ့စစ်ကောင်စီပူပေါင်းတပ်မှအင်အား900လောက်ရှိတယ်လို့လည်းဗမာမျိုးနယ်ကာကွယ်ရေးအဖွဲ့ဝင်တခုကပြောပါတယ်။မြို့ပြန်ရဖို့စစ်ကောင်စီကသကိုင်းအခြေဆိုင်တပ်မ33လက်ခံတိုင်ရင်တချို့ကိုအားဖြည့်ထားတဲ့အပြင်အရင်ကမြို့နယ်မှာတပ်ဆွဲခဲ့တဲ့တပ်မ90လက်ခံတိုင်ရင်တွေလည်းပါဝင်နေတယ်လို့သိရပါဗျာ။ ဒီတိုက်ပွဲတွေကြောင့်မြို့နီးတဝိုက်ကကြေးရွာ20လောက်နဲ့မြို့ပေါ်ရက်ွက်၄ခုကပြည်သူ2000ဝန်းကျင်ဟာဘေးလွရာရှောင်တိတ်နေကြရပြီးတော့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေတယ်လို့ဗမောက်ပကဖကထုတ်ပြန်ထားပါတယ်ဗမာမြို့ကိုအမတ်တစ်စစ်ဒေသကုန်ကဲမှုနဲ့နှစ်တုံညာနှစ်ငါစက်တင်ဘာ20ရက်ကတိမ့်ပိုက်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။နောက် DNL နဲ့ပြည့်ရပြီးတဲ့နောက်မှာမန္တလေးအထက်ပိုင်းကိုစစ်တပ်ကအပြင်းထန်တိုက်ခိုက်လာတယ်လို့ဆိုပါတယ်။ တမ်းမြတ်သားလွတ်မြောက်ရေးတပ်မတော် TNL နဲ့စစ်ကောင်စီတပ်တွေပြစ်ခတ်ရစဲပြီးတဲ့နောက်မှာမန္တလေးတိုင်းတပိတ်ချင်းစင်ကူမရရမြို့နယ်တို့မှာလေကြောင်းတိုက်ခိုက်တာတွေပိုတိုးလှုပ်လာတယ်လို့မြေပြင်ကနေစစ်အင်အားလုံရင်အပြင်းထန်ထိုးစစ်ဆင်နေတယ်လို့ဒီကာကွယ်ရေးတပ်တွေနဲ့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာအပြစ်ရလိုက်တဲ့အောက်တိုဘာ29ရက်နေ့ကစပြီးတော့30ရက်နေ့အထိတပိတ်ချင်းစင်ကူ မရယာမြို့နယ်တို့မှာလေကြောင်းဒရုန်းလက်နက်ကြီးနဲ့နေ့စဉ်အပြင်းထန်တိုက်ခိုက်နေပြီးတော့မရယာမြောက်ချမ်းနဲ့အရှိမြောက်ချမ်းကအမှတ်1314လေကြောင်းရန်ကာကွယ်ရေးစခန်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့မြေပြင်ကနေလည်းအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့လည်းဆိုပါတယ်ဒီနေရောညပါဝေဟင်တိုက်ခိုက်တာတွေလုပ်နေတာကြောင့်ဒေသခံတွေဘေးလွတ်ရာခိုးလုံနေရတယ်လို့စင်ကူးမျိုးကဒေသခံတယောက်ကပြောပြပါဗျာ လက်ရှိမှာတရုတ်ရဲ့ဂျာဝယ်မှုနဲ့စစ်ကောင်စီနဲ့တင်းနယ်လေကြအပြစ်ခတ်ရဆဲလိုက်ရကမိုးကုန်းနဲ့ဒီမိုးမေတုကနေပြီးတော့တင်းနယ်လေတက်တွေပြန်လဲဆုတ်ခွာရဖို့သဘောတူလိုက်ပြီးတဲ့နောက်မှာမန္တလေးအထက်ပိုင်းကိုစစ်ရေးရပို့ပြီးဖိအားပေးလာတယ်လို့လည်းမိုးကုတ်ပတ်ကဖတ်တာဝန်ရှိသူကပြောပါတယ်။သူပြောတာကတရုတ်ရဲ့ဖိအားကြောင့်မို့တင်းနယ်လေအပေါ်မှာပြစ်ခတ်ရဆဲရေးလုပ်ပြီးမိုးကုတ်ကိုပေးလိုက်တဲ့အနေထားမှာဆိုရင်မိုးကုတ်ရဲ့အောက်မှာရှိနေတဲ့စင်ကုမရရတပိတ်ချင်းတကြောကတည်ကြပါတယ်စစ်ကောင်စီရဲ့အခုလိုမျိုး ဖိအားပေးဆောင်ရွက်တာတွေကပုံပြီးတိုးလာနိုင်တယ်လို့ဒီပြောပြပါရခင်ဗျာမိုးကုံးနဲ့စင်ကူကြားကအချက်ချကြတဲ့ဖော်တော့လမ်းစုံကိုပြီးခဲ့တဲ့အော်တိုဘာဒုတိယပတ်လောက်ကစစ်ကောင်စီတပ်ကထိုးသည့်စဉ်တိုက်ခိုက်သိမ်းယူထားပေမဲ့ဒီအပိုင်းအတွင်းမှာပဲတော်လိုက်ပူပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းယူထိန်းချုပ်ထားတယ်လို့မိုးကုတ်ပကဖတ်တာဝန်ရှိသူကပြောပြပါဗါဒါပြင်စင်ကူမျိုးနဲ့ကြောင်မြောင်မျိုးကိုဆက်သွယ်ထားတဲ့ရတနာတိန်ခအီယော်ရီမီကူတရာ ဖျက်ဆီးခံရပြီးတဲ့နောက်ဒီစင်ကူးမရီယာသွားတဲ့ကားလမ်းပေါ်ကတင်္ဂါဒရာတစင်းနဲ့အောက်တိုဘာ30ရက်ကဖျက်ဆီးခံရတယ်လို့ပြောပါရယ်ရှမ်းပန်းစစ်စင်ရေးမှာစစ်ကောင်စီရဲ့11တိုင်းစစ်ဌာနချုပ်ရှိတဲ့မန္တလေးမြို့အထက်ပိုင်းနဲ့အောက်ပိုင်းကမြင်းကျန်နထူကြီးတောင်သာမြို့နယ်တွေနယ်မြေတွေလက်လွတ်ခရတာဟာစစ်ကောင်စီကိုစစ်ရေးရချင်းချောက်နိုင်ခဲ့တယ်လို့ဂုံတိတ်ခါရပါအများကြီးထိနာခဲ့ပါရယ်ခင်ဗျာ နောက်တရင်တဘုတ်ကတော့ KNP နယ်ဘက်ကမြောက်ဝတီမြို့တောင်ဘက်ကဒီတိုက်ပွဲတရင်ကိုဆက်ပြီးတင်ပြကြင်ပါတယ် KNP နယ်မြောက်ဝတီမြို့တောင်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့နေစဉ်စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်ကရှေ့မတိုးနိုင်ပဲလန်ကျနေတယ်လို့တပ်မအချောက်နယ်မြေကစစ်ရေးတရင်ရင်းမြစ်တွေကပြောကြားပါတယ်ခင်ဗျာ တိုးတာကနေတိုင်းမဲနေတိုင်းလန်ကြတယ်ညကနဲ့ဒီနေ့တော့စက္ကဆတော်တော်အထိနာတယ်လို့တက်မှ6နေမီကစီရီတရီအင်းမီကပြောပြပါရယ်တက်မှ22လက်ရောက်ခံတရင်တွေကနေ့စဉ်စစ်ကြောင်းထုတ်ဖို့ကြိုးပမ်းနေတာလို့ဆိုပါရယ် အော်တိုဘလာ31ရက်မှာလည်းစစ်ကောင်စီတပ်ပစ်ခတ်တာကြောင့်ဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော် DKBA ထိန်းချုပ်တဲ့ဖလူးရွာကတရုတ်နိုင်ငံသားရဲ့လုပ်ငန်းဆိုင်ဖြစ်တဲ့မီးပန်းကိုတော်120မမလက်နက်ကြီးကြီးထိမှန်ပြီးတော့မီးလောင်ပောက်ကွဲတာတွေဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်ခင်ဗျာဒီစစ်တပ်ကလေကိကောဒေသကိုစက်တင်ဘာ23ရက်ကစပြီးတော့တပ်မ22လက်အောက်ခံတရင်တွေကိုတုံးရင်တဘူဟာဖွဲ့ပြီးတော့ဘူဟာ3ခုနဲ့ခွဲပြီးစစ်ကြောင်းထုတ်တိုက်ခိုက်နေတာပါ ဘီဟွာနှစ်နှစ်တက်ဘီဟွာနှစ်နှစ်နှစ်ဘီဟွာနှစ်နှစ်သုံးဆိုတဲ့သုံးဘီဟွာနဲ့တဘီဟွာမှာအင်အား400ကျော်နဲ့စုစုပေါင်းအင်အား1200နဲ့စစ်ကြောင်းထိုးလာတာလို့ပူပေါင်းစစ်စင်ရေးမှုဘုံမှုတူရစောတာပေါ်ကအောက်တိုဘာ23ရက်နေ့မှာဒီလူထုနေသူတရင်ဌာနကိုပြောဆိုထားပါတယ်။ကရင်ပြည်နယ်လေးကစ်ကော်ဒေတာကိုတတ်မှတ်နှစ်နှစ်လောက်ခံဘီဟွာသုံးဘီဟွာနဲ့စစ်သားအင်အား1200ကျော်စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ တိုက်ပွဲကာလတစ်လအတွင်းမှာဒုတရမှုအပါအဝင်150လောက်တည်ဆုံးပြီးတော့200လောက်ဒဏ်ရာရှိကအထိနာနေတယ်လို့ပူပေါင်းစစ်ဆင်ရေးမှုဘုံမှုသူရစောတာဘောကပြောပါတယ်ခင်ဗျာလေကစ်ကောဒီတာတိုက်ပွဲတစ်လအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်နဲ့၄ဦးအလင်းဝင်လာပြီးတော့မြေပြင်မှာတင်းစီရမိတာကလက်နက်၅လက်နဲ့စစ်သားတအူးဖမ်းဆီးရမိတယ်လို့ဆိုပါတယ်ခင်ဗျာ ဒီစစ်တပ်ဟာလက်ကစ်ကဒေတာတိုက်ပွဲတွေမှာစစ်မှုထမ်းဥပဒေနဲ့ခေါ်လာတဲ့တပ်သားတစ်တွေကိုအများဆုံးအသုံးပြုထားတယ်လို့လည်းသူကပြောပါတယ်ခင်ဗျာ။နောက်ရော်ရီတိုင်းလင်းမြနာမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်ခင်ဗျာ။ဧရာဝတီတိုင်းကရေကြီးတဲ့လေးမျက်နှာမြို့နယ်ဆက်မှာစစ်ကောင်စီတပ်နဲ့ရက်ကတ်တပ်တော်အေရုတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးတော့စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်တာတွေအပြင် စစ်တပ်သို့စပိုင်ဘော်လုံးနဲ့လည်းကင်းထောင်းနေလို့ဒေသခံတွေစိုးရိမ်နေကြပါတယ်ခင်ဗျာ ရေကြီးနဲ့လေးမျက်နှာမြို့နယ်ဆက်ကဆက်ဆက်ယူရွာနဲ့ဝင်းကျင်ကျေးရွာတွေမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်ဒီကွင်းကောက်ကနေလက်နက်ကြီးတွေဇက်တိုက်ပစ်တယ်တိုက်လိုက်ရင်လည်းညာတိုင်းလိုလိုဘုံကျဲတယ်တိုက်ပွဲကတော့ပြင်းထန်နေတယ်အသေးစိတ်ကတော့ကျွန်တော်တို့မသိနိုင်ဘူးဖြစ်နေတယ်အဲ့ဒီဘက်နဲ့ကအဆက်အသွယ်တော်တော်ပြတ်တယ်လို့လေးမျက်နှာမြို့ကနေစစ်ပေးဆောင်လာသူတူကပြောပြပါဗျာ ဒီလင်းမျက်နှာမြို့နယ်ဟာအယောက်တွေတိုင်းကဟင်္ဒရာအင်ကပူရေကြီးမြို့နယ်တွေအပြင်ရခိုင်ပြည်နယ်နဲ့လက်ဆက်ဆက်နေပါတယ်ဟင်္ဒရာခရိုင်ကွင်းကောက်မြို့မှာရှိတဲ့စစ်ကောင်စီတပ်မြင့်လက်ကျင်ရေးကြောင်းတက်တက်ငါးနဲ့လက်မိုင်နှဲငယ်တာဝေးပါတယ်ခမအခုရပိုင်းအတွက်မှာအဲ့ဒီတက်တက်ကငါးကိုအင်အားများပြဖြစ်နေတယ်လို့အဲ့ဒီကနေလက်နက်ကြီးတွေပစ်ခတ်တာတွေပိုလှုပ်လာတယ်လို့လည်းသိရပါတယ်ခမအဲ့ ဒါပြင်အော်တိုဘန်29ရက်ကစပြီးတော့စစ်ကောင်စီကစပိုင်ဘောလုံးတွေနဲ့ကင်းထောက်တာတွေတွေ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။အဲ့ဒီဘောလုံးတွေ့ပြီးတဲ့နောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်တာတွေပိုဆိုးလာတယ်လို့ရေကြည်မြို့ကန်တူကလည်းပြောပါတယ်ခင်ဗျာ။ဒီလင်းမျက်နှာမြို့နယ်တဲမှာဆက်ဆက်ယူကြေးရွာအပါဝင်စစ်တပ်စခန်းတချို့ကိုအေအေနဲ့ပူးပေါင်းတပ်တွေကတင်းယူတာဖြစ်ပြီးတော့စစ်ကောင်စီတပ်ကတံပြန်စစ်ရေးလှုပ်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်ခင်ဗျာ။ ဒီပြည်ကရဲအောက်ကလတဲမှာတော့ဒေသခံစစ်ဆောင်တွေနေရက်ကိုပြန်ဖို့စစ်ကောင်စီကဖိအားပေးပြီးတော့တချိန်တည်းမှာမြေပြင်စစ်ကြောင်းတွေလေကြောင်းနဲ့လက်နက်ကြီးအင်အားတွေနဲ့တံပြန်ထိုးသိမ်းစင်ခဲ့တာပါဒါပေမဲ့စစ်ကောင်စီတေဆုံးတာတွေများပြီးတော့တိုက်ပွဲတွေနေ့စဉ်ဖြစ်သွားသလိုဒီလေကြောင်းကနေနေ့စဉ်ဒီပါပုံကျဲနေခဲ့တာပါလေးမျက်နာမြို့နယ်ကတိုက်ပွဲတွေကြောင့်စစ်ပေးဆောင်ပြည်သူ9000ကျော်ရှိနေပြီးတော့အကူအညီတွေပေးဖို့အတွက်အေယာဝတီတိုင်းဒေသက အရက်ဖက်လူမှုကွန်ရီရဲ့လှုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်ခင်ဗျာလက်ရှိမှာလေးမျက်နှာမြို့နယ်အပြင်မကွေးတိုင်းငဖဲမြို့နယ်ကနိုင်ကံဖြူဟာနဲ့ပဲခူးတိုင်းဗရောင်းမြို့အနီးကညောင်ကျိုးဖြူဟာကုန်းတွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်ဒါပြင် မကွေးတိုင်းနဲ့ပဲခူးတိုင်းထိစပ်တဲ့နေရာတွေမှာရှိတဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစတွေအနီးဝန်းကျင်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါဗျာခင်ဗျာ။ ။ဒါနောက်တရင်တပုတ်ကတော့ဒီမြန်မာစစ်တပ်ကလုံမဲ့ရွက်ောက်ပွဲကိုအာဆီယံအနေနဲ့လေးလာစောင့်ကြည့်သူစေလို့မှာမဟုတ်ဘူးလို့အာဆီယံဥက္ကရာတိဖိလစ်ပိုင်သမရကအတည်ပြုလိုက်ပါရခင်ဗျာ။ဒီမြန်မာစစ်တပ်ပြုလုပ်မဲ့ရွက်ောက်ပွဲကိုအာဆီယံလေ့လာစောင့်ကြည့်သူတွေဆေလွတ်မှာမဟုတ်တဲ့အကြောင်းအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်သမ္မတဖာဒီနာအာမာကော့စ်ဂျူနီယာကအတည်ပြုပြောဆိုလိုက်ပါတယ်။၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်အပြီးမှာမလေးရှားဘာနာမားသတင်း ဌာနနဲ့ဒီတွေ့ဆုံမွေးမြန်းကမ်းမှာ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်တာဖြစ်ပါတယ်။ရှေ့တောင်အာရှနိုင်ငံများအသေးအာဆီယံအနေနဲ့ဒီသမလာမှာကျင်းပမဲ့မြန်မာနိုင်ငံရွက်ကောက်ပွဲကိုလေးလာသူဆေလွတ်မှာမဟုတ်တဲ့ကြောင်းဖိလစ်ပိုင်တမတဖာတီနန်ဒီအာမာကော့စ်ဂျူနီယာကအတည်ပြုလိုက်ပြီးတော့အာဆီယံနိုင်ငံတွေအကြမ်းမှာစစ်တပ်ရဲ့ရုပ်ကပွဲနဲ့ပတ်သက်လို့အမြင်တွေကွဲပြားနေတဲ့အကြောင်းလဲ၎င်းကဆိုပါတယ်ခင်ဗျာအာဆီယံကနိုင်ငံတစ်ခုချင်းစီအနေနဲ့ရုပ်ကပွဲနဲ့ပတ်သက်လို့ကိုယ့်ဘက်သာဆုံးဖြတ်ဖို့ပါပဲ ရုပ်ောက်ပွဲအတွက်အာဆီယံမှာဘုံရက်တိကျတစ်ခုမှမရပါဘူး။ဘာလို့လဲဆိုတော့ဆွေးနွေးမှုတွေမှာမတူညီတဲ့အမြင်တွေရှိနေပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဖိလစ်ပိုင်နိုင်ငံကဘာလို့တည်နေဆိုတာကိုကျွန်တော်ဆုံးဖြတ်ရပါလိမ့်မယ်။တခြားနိုင်ငံတွေဘာလို့လဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ပါမယ်လို့၎င်းကပြောကြားခဲ့ပါတယ်ခင်ဗျာ။အာဆီယံအနေနဲ့မြန်မာရုပ်ောက်ပွဲကျင်းပမယ့်ဒီဇင်ဘာ28ရက်နေ့မတိုင်မီမှာ ပုံသဘောတူညီချက်တစ်ခုရရှိနိုင်သေးတဲ့အကြောင်းဒါပေမဲ့လည်းဖိလစ်ပိုင်အနေနဲ့မြန်မာစစ်တပ်ရဲ့ယူကောက်ပွဲကိုလေးလာသူဆေလွတ်ဖို့ဓမ္မမဟုတ်အာဆီယံရဲ့ယက်တီချက်နဲ့ကန့်ညီဖို့စဉ်းစားတာရှိမရှိကိုထုတ်ဖော်ပြောဆိုတာတော့မရှိပါဘူးခင်ဗျာအာဆီယံအနေနဲ့တစုံလုံးအနေနဲ့လုပ်မဆိုရင်တော့ပိုကောင်းနိုင်ပါတယ်လို့၎င်းကလည်းရှင်းပြပါတယ်မြန်မာရေးအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြအမြင်ကွဲပြားတာတွေရှိပေမဲ့လည်းကွာခြားချက်တွေကမကြီးမားဘူးလို့၎င်းကဆိုပါတယ် ဒါအပြင်2026ခုနှစ်အာဆီယံလက်ကျဥက္ကဋ္ဌသစ်အဖြစ်တာဝန်ယူမဲ့ဖိလစ်ပိုင်သမ္မတဖာတီနာအမာကုစ်ဂျူနီယာကဒီမြန်မာရေးအတွက်တိုက်ခန့်အပါဝင်တက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံသွားမှာဖြစ်တဲ့အကြောင်းမြန်မာရေးမှာအာဆီယံအတွက်မကျက်သေးတဲ့အနာတစ်ခုဖြစ်တဲ့အကြောင်းထုတ်ဖော်ပြောဆိုသွားပါတယ်ခင်ဗျာနိုဝင်ဘာလ၁ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်